င်္ဂလာပါရှင်။တပတ်အတွင်းမှာထူးခြားဆုံးသတင်းတွေနဲ့ပြည်သူတွေကြားစိတ်ဝင်စားမှုအများဆုံးဖြစ်ခဲ့တဲ့သတင်းတွေကိုစူးစီးတင်ဆက်ပေးမယ်။တပတ်အတွင်းထူးခြားသတင်းများအစီအစဉ်ဖြစ်ပါတယ်။ပထမဆုံးကတော့အာဏာသိမ်းစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကိုအရက်ဖက်အဖွဲ့အစည်းတွေစောင့်ကြည့်ခွင့်ရမရမသိကြဘူးလို့ပြည်ရင်းပြည်ပမှာ ရှိနေတဲ့အရက်ဖက်အဖွဲ့အစည်းတွေကပြောတဲ့သတင်းကိုပြန်တင်ဆက်လိုက်ပါတယ်။အာဏာသိမ်းစစ်ကောင်စုံဟာပြည်ကြေးရပိုင်းကရုရှားနိုင်ငံနဲ့ဘီလာရုနိုင်ငံတွေကိုတောရောက်ခဲ့ချိန်မှာ ဒီနေ့အကုန်ပါလုံးမဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာကလည်းအဆုံးကြည့်ဖို့ဖိတ်ခေါ်ခဲ့တယ်လို့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ပူပေါင်းဆောင်ရွက်ကြဖို့ကိုပြောဆိုပေမဲ့ဒီကနေ့အချိန်ထိတော့မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ရပ်ဖတ်အဖွဲ့အစည်းတွေကိုအဲ့ဒီရွေးကောက်ပွဲမှာစောင့်ကြည့်ဖို့အာဏာသိမ်းစစ်တပ်ကဖိတ်ခေါ်တာမရှိသေးပါဘူး။ကျွန်တော်တို့နှစ်ဖက်လုံးကိုကြောက်ရတာဗျ။ဘာလို့ဆိုတော့ဟိုကျွန်တော်တကယ်ကိုပြီးပြီးစောင့်ကြည့်ပြီးတော့ထောက်ပြမယ်ဆိုလို့ရှိရင်လေအစိုးရနဲ့ဟိုမျက်နှာချင်းဆိုင်နေရလိမ့်မယ်။ အဲ့ဒါမတိုင်ခင်မှာဝူကျွန်တော်တို့ကဒီ process မှာဝင်ပါတယ်ဆိုတဲ့ကူကကျွန်တော်တို့ကိုဒီ branding တွေတက်လာတော့မယ်အဲ့လိုကိုကျွန်တော်ဒီ sales ကိုအများစုကအဲ့လိုကိုစိုးရိမ်ရတယ်ဗျာကျွန်တော်ဒီမှာအခုလက်ရှိစိုးရိမ်ကလည်းဒါကို free and fair ဖြစ်အောင်တကယ် legitimacy ရအောင်လုပ်တဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့လိုအပ်တဲ့ elements တွေမှန်တယ်မဟုတ်တော့သူကအကုန်လုံးတော့စီစဉ်ထားမှာပဲအဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကလုပ်ဖြစ်တယ်ဆိုလို့ရှိရင်တော့အဲ့ဒီစောက်ကြည့်ရဝင်ဆိုတဲ့အခွင့်အလမ်းကိုတော့ဖန်တီးပေးထားမှာတော့ပြကြတယ် ါကျွန်တော်တုံ့ပြန်ချက်ပေါ့နော်သို့တော်လည်းပဲမသေးကြတာတစ်ခုကဘယ်အဖွဲ့လူကိုခွင့်ပြုပေးမှလဲဘလောက်တိုင်းတာဒီခွင့်ပြုပေးမှလဲဆိုတာကစဉ်းစားကြမိဘုံထုတ်ကြတစ်ခုကျန်နေပါသေးတယ်လွတ်လပ်ပြီးတရားမျှတတဲ့ရေကောက်ပွဲဖြစ်ဖို့အတွက်ရေကောက်ပွဲကိုစောင့်ကြည့်လေ့လာတဲ့အရက်ဖက်အဖွဲ့စည်းတွေရဲ့အခမ်းကဏ္ဍကအရေးပါတာကြောင့် အရာသိစစ်ခေါင်းဆောင်ဘက်ကတော့သူတို့ကိုထောက်ခံတဲ့ရပ်ဖတ်အဖွဲ့အစည်းတွေနဲ့နိုင်ငံတကာကသူတို့ချို့ကိုစောင့်ကြည့်လေ့လာခွင့်ပေးနိုင်တယ်လို့ရွေးကောက်ပွဲစောင့်ကြည့်ခဲ့တဲ့သူတို့ချို့ကသုံးသပ်ပါတယ်။ကပ္ပစာနာယိခအစီအစဉ် WFP ကစာနာယိခထောက်ပံ့ပေးမှုတွေကိုဧပြီလကစပြီးရက်တက်မှာဖြစ်တာကြောင့်အကူအညီကိုအားထားပြီးရှင်သန်ရည်တည်နေကြတဲ့စစ်ပေးရှောင်တွေပြင်းထန်တဲ့တရားမှုတွေခံစားရနိုင်တဲ့သတင်းကိုလည်းပြန်ထုတ်လွှင့်လိုက်ပါရရှင်။လူသားချင်းစာနာထောက်ထားမှုတွေပံ့ပိုးကူညီနေတယ်။ ကမ္ဘာစားနပ်ရိက္ခာအဖွဲ့ WFP ကရမုံငွေတွေပြက်လက်မှုကြောင့်စားနပ်ရိက္ခာထောက်ပံ့ပေးမှုတွေကို လာမယ့်ဧပြီလကစတင်ရပ်တန့်လိုက်မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံကလူ့ရေသက်တမ်းလောက်ကိုထိခိုက်မှာဖြစ်ပြီးစစ်ရှောင်ဒုက္ခတွေတွင်အရေးပေါ်စားနပ်ရိက္ခာလိုအပ်သူတွေအတွက်လည်းအကျပ်အတည်းတွေဖြစ်လာမယ်လို့ကူညီနေတဲ့အဖွဲ့တွေစီကနေသိရပါဗျ။ USAID ရဲ့ရမုံငွေပြတ်တောက်မှုကြောင့်အခက်အခဲတွေကြုံခဲ့ရသလို WFP ရဲ့အထောက်ပံ့တွေပါပြတ်လတ်လာမယ်ဆို လူသသိန်းလောက်ထပ်မံပြီးရှော့ချထောက်ပံ့နိုင်တော့မယ်အကြောင်းကိုပြည်ရင်းထားနေမယ်ကရင်ဒုက္ခသည်များဆိုင်ရာကော်မတီရဲ့တာဝန်ရှိသူကပြောပါတယ်တနင်္လာရီတိုင်းပြည်ပြည်နယ်မွန်ပြည်နယ်နဲ့ပဲခူးရှိချမ်းပေါ့နော် ရှိတဲ့တပန်းကြော်ကြော်ရှိတဲ့ဒီအမ် IDP ကိုကျွန်တော်တို့ထောက်ပံ့တဲ့နေရာမှာတော့မှကျွန်တော်တို့ကဆိုရင်ဒီထောက်ပံ့မှုအခက်အခဲကရှိနေတယ်တနည်းအတွင်းမှာဆိုရင် ကျွန်တော်တို့လူပေါင်း3သိန်းလောက်ကိုပဲကျွန်တော်တို့ထောက်ပံ့နေတဲ့အနေအထားမှာဆိုရင်ဒီ WFP ရဲ့ funding နည်းသွားတော့အပေါ်မှာကြတော့ကျွန်တော်တို့ဘလော့ခ်တိခံမှရတယ်လို့ဆိုတော့လူပေါင်းသသိန်းလောက်ကိုကျွန်တော်ရှုပ်တော့ဒါထောက်ပံ့အာပေးရမှာပေါ့နော်တဘောကကျွန်တော်နှစ်သိန်းလောက်ပဲကျွန်တော် ထောက်ပံ့ပေးနိုင်တော့မယ်လို့အဲ့ဒါတော့ကျွန်တော်ရဲ့တွေ့ချက်တွေ့ဆချက်ပေါ့နော် WFP ရဲ့ထုတ်ပြန်ချက်အရဧပြီလကစတင်ပြီးလူသသန်းကျော်အတွက်စာနယ်ရိက္ခာတွေရက်ဆိုင်မှာဖြစ်ပြီးအဲ့ဒီအထက်ရခိုင်ပြည်နယ်တွေကရိုဝင်ဂျာအတိုင်းဝိုင်းတွေပါဝင် နေရဲဆွတ်ခွာသူတသိန်းလောက်ကိုလည်းထိခိုက်မှာဖြစ်တယ်လို့ဖော်ပြထားပါတယ်စစ်ကောင်စီထိန်းချုပ်ထားတဲ့ရခိုင်ကားမြို့နယ်တွေမှာစည်ရေးပရိပခါတွေပြင်းထန်နေပြီးအသက်အန္တရာယ်ဆိုးရိမ်မှုတွေကြောင့်ဒီနေ့ပညာသင်နှင့်မှာတက္ကသိုလ်ဝန်ထမ်းစာမွေးဝင်ရောက်ဖြည့်ဆို့သူတဝက်ကျော်ပြက်ကွက်ခဲ့တဲ့တရင်ကိုလည်းပြန်လည်ထုတ်လွှင့်လိုက်ပါတယ်ရှင်။ ရခိုင်မှာမြို့နယ်16မြို့နယ်တွေက14မြို့နယ်ကိုအာရခတက်တော် AA ထိန်းချုပ်ထားတာကြောင့်အခုစာသင်နေမှာမြို့နယ်3ခုလောက်မှာပဲစစ်ကောင်စီကစာစစ်ဌာန၈ခုထားရှိပြီးတော့တက္ကသိုလ်ဝန်ထမ်းစာမှုပွဲကျင်းပပေးနေတာပါ။ စစ်ကောင်စီထိန်းချုပ်ထားစေဖြစ်တဲ့စစ်တွေကြောက်ရွံ့နဲ့မန်အောင်မြို့တွေမှာနေရစွန့်ခေါ်ထွက်ပြေးနေရတဲ့အပြင်တိုက်ပွဲတွေပြင်းထန်နေတာကြောင့်စာမပွဲဖြေဆိုဖို့စီရင်ပေးထားသူ3164ယောက်ရှိတဲ့အထက်က1564ယောက်သာလာရောက်ဖြေဆိုခဲ့ပြီး1900လောက်ပြက်ကွက်ခဲ့တယ်လို့စစ်ကောင်စီရဲ့မက်လ16ရက်နေ့ထုတ်ပြန်ချက်အရသိရပါတယ် စစ်တွေမျိုးမှာတိုက်ပွဲပြင်းထန်နေတာကြောင့်လက်နက်ကြီးပစ်တင်တွေကြားမှာစာမပွေးဖြစ်ဆိုနေရတဲ့အကြောင်းကိုចောင်းသားမိဖတယောက်ကအခုလိုပဲပြောပြပါဗျာ။လာနာကြီးပိုက်ပြန်ကြပြီမကဲကဲတဲ့ရှိကြလားလက်နက်ကြီးပစ်တင်နေကြရင် ကလေးတွေကကြောက်ပြီးစာမဖတ်ကြတော့ဘူး။ငိုကြတယ်။ညဖက်ပစ်ခတ်တန်တွေကြားရင်လည်းကလေးတွေကဘယ်နာစာတော့ဖတ်ရမှာလဲ။စာမွေးပွဲကဘလို့ဖြစ်ရမှာမလဲဆိုပြီးစိတ်ပူနေကြတယ်။အဲ့ဒီလိုအခက်ခဲတွေကြားကစာမွေးပွဲတွေဖြစ်ဆိုနေရတာပါ။ဆောင်မွေးပွဲမပြီးခင်ဘာတွေဆက်ပြစ်မလဲဆိုတာကိုတော့မသိပါဘူး။ ကျမတို့ကတော့ကလေးတွေစောင့်မွေးပွဲအဆင်ပြေပြေနဲ့ပြီးသွားဖို့ပဲဆူတောင်းနေရတာပါ။မနေ့ကလည်းလက်နက်ကြီးတွေတရက်လုံးပြစ်နေတာပါ။စာတင်ကျောင်းပတ်ဝန်းကျင်ဤတဝိုက်မှာလည်းလုံခြုံရေးတွေတိုးမြင့်ထားပါတယ်။စစ်တပ်နဲ့ရဲတွေအပါအဝင်အဖွဲ့ဝင်အင်အား20ကျော်လောက်တော့ရှိပါတယ်။မြန်မာနိုင်ငံတော်2024-2025ပညာသင်နှစ်အတွက်တက္ကသိုလ်ဝန်ထမ်းစာမုပ်ဝေးကို match လ16ရက်နေ့ကနေစပြီး match လ22ရက်နေ့အထိပေးရမရှိစစ်ဆေးတော်မှာဖြစ်ပါတယ် မောမျိုးတိုက်ပွဲညင်သက်နေတာရပိုင်းလောက်ရှိပေမဲ့စစ်ကောင်စီကတော့လေကြောင်းတိုက်ခတ်မှုနေတိုင်းနှီးပါပြုလုပ်နေပြီးမြို့ရဲ့အထင်ကရဖျားเจ้าကိုလည်းမီးရှို့ဖျက်ဆီးခဲ့တဲ့တရင်ကိုလည်းပြန်လည်ထုတ်လွှင့်လိုက်ပါတယ်ရှင်ကချင်ပြည်နယ်ဗမော်မြို့ပေါကုံးရွက်ကမှာရှိတဲ့စိန်ပက်ထရစ်ကက်သလစ်ခရီးယန်ဖျားချောင်းဝင်းကိုမတ်လ16ရက်နေ့ညနေပိုင်းကစစ်ကောင်စီရဲ့မီးရှို့ဖြစ်စီခံလဲရတာဖြစ်ပါတယ် မျိုးထဲမှာလည်းသကစားတတ္တရနေရာယူထားတာတွေရှိတယ်ဘာလို့ဒီစူပောင်းရင်ပဝန်းကျင်တွေမှာရောပြီးတော့ဒီစီပင်ရုံးတွေမှာရောရဲ့နေရာယူထားတာတွေရှိရဘာလို့ပြီးတော့ဒီမတ်လ16ရက်နေ့မှာလည်းဒီသကစားတတ္တရရဘာလို့ဒီပမောမျိုးဘာလို့ဒီအာအထက်ကနေပေးမှရှိတဲ့ဒီစိန်ပတ်ထဖြတ်ကြောင်းကိုလည်းမိရှိုးလိုက်တယ်ဘာလို့မိရှိုးဖြတ်စီခဲ့တယ်ဘာလို့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကပဲဖျားကြောင်ဝဲမှာရှိတဲ့ဆီယာရိုနေအိမ်နဲ့ဓမ္မယုံတွေအကုန်မီးရှို့ဖျက်ဆီးခံခဲ့ရပြီးဖြစ်တဲ့အပြင်ဖျားကြောင်ဝင်းဘေးမှာရှိတဲ့အမတ်ညက်အထက်တန်းကျောင်းလည်းမီးရှို့ဖျက်ဆီးခံထားရပြီးစိန့်ပက်ထရစ်ဖျားကြောင်တစ်ခုတည်းကိုပဲခြံထားခဲ့တာဖြစ်ပါတယ်။1958ခုနှစ်ကတည်းကတည်ဆောက်ထားခဲ့တဲ့မြို့ရဲ့အထင်ကြီးဖျားကြောင်ကိုလက်ရှိဗမော်မြို့မှာတက်ဆွဲနေထိုင်တဲ့စစ်ကောင်စီတပ်သားတွေကမီးရှို့ဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းတွေလူမှုကွန်ရက်စာမျက်နှာပေါ်မှာပြန့်နှံ့နေတာဖြစ်ပါတယ်။ ဖေဖော်ဝါရီလကတည်းကနေဘောနော်အဖျားချောင်းဝင်းတရအစားအုံးတချို့ရဲ့ဒီစင်ပတ်ထရီဖျားချောင်းဘောနော်ပြီးရအထက်ကနေကျောင်းဆောင်တော်တော်များလဲဖေဖော်ဝါရီလကတည်းကနေစကားစားစီကျောင်းလာပြီးမြှို့တော်ရဟုတ်တယ်ဘောနော်ဒါပေမဲ့ဒီအခုဖေဖော်ဝါရီဒီမတ်လတင်မှာဆိုလဲ16ရက်နေ့မှာလဲဖျားချောင်းပြီးပေါ်ဝင်ခြင်းကဖျားချောင်းဝင်းတရဒီအစားအုံးတွေကိုပြန်ပြီးမြှို့တော်ရဘောနော် အန်ယူဂျီနိုင်ငံသားရေးဝန်ကြီးဌာနအလုတ္တမရေးဝန်ကြီးဌာနတို့နဲ့ထိုင်းရောက်အလုတ္တမရေးလှုပ်ဆောင်သူတွေတွေ့ဆုံပြီးလက်ရှိထိုင်းရောက်မြန်မာအလုတ္တမအရေးကူညီပေးဖို့ဆွေးနွေးခဲ့တဲ့တဲ့ရင်ကိုလည်းပြန်လည်ထုတ်လွှင့်လိုက်ပါတယ်ရှင်။အမျိုးသားညီညွတ်အစိုးရနိုင်ငံသားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်အလုတ္တမဝန်ကြီးဌာနဒုဝန်ကြီးဦးကျော်နေနဲ့ထိုင်းရောက်အလုတ္တမရေးလှုပ်ဆောင်သူတွေမတ်လ23ရက်ကတွေ့ဆုံကလက်ရှိထိုင်းရောက်မြန်မာလူသားတွေကြုံနေရတဲ့အခက်အခဲတွေကိုဆွေးနွေးခဲ့ကြပါတယ်။ ထိုင်းရောက်မြန်မာနိုင်ငံသားတွေလက်ရှိကြုံနေရတဲ့ဝေါ်ပါမဲတတ်တန်းတိုးကိစ္စထိုင်းမှာစီမံချက်နဲ့အထောက်ထားမဲ့လုပ်သားတွေတရားမဝင်ဝင်ရောက်တာတွေကိုဖမ်းဆီးခံရတာတွေနဲ့အဆိုးဆုံးကဖမ်းဆီးခံရပြီးတဲ့နောက်ပြည်ရင်းပြန်ပို့ဆောင်ခံရတဲ့ပြဿနာတွေကိုဆွေးနွေးခဲ့ကြတာပါဒီကတော့ထိုင်းအစိုးရအနေနဲ့ပြန်မပို့ဖို့ပေါ့နော်ဒါလည်းကျွန်တော်တို့စူးစမ်းပေးပါမယ်နောက်တစ်ခုကတော့ထောက်ထားမဲ့အလုပ်သမားတွေကိုကူညီပေးဖို့ အတွက်ပေါ့နော်ဒါကိုလည်းကျွန်တော်တို့တတ်နိုင်သလောက်တော့ကြိုးစားပါအဓိကပြဿနာကတော့ဒါကသူ့နိုင်ငံရဲ့ဥပဒေအရကြတော့လဲထောက်ထားမဲ့တွေကို ထောက်ထားလုပ်ဖို့အတွက်လည်းခွင့်ပြုပေးထားတယ်ပေါ့နော်အဲတော့တစ်ဖက်ကလည်းခုမြပိထားရတဲ့တော့ထောက်ထားမယ်ဒီခုကြတော့လေသူဘက်ကဖန်စီတာကဘောင်းဝင်တယ်လို့ဖြစ်နေတာပေါ့နော်အဲလုပ်ပိုင်ခွင့်တွေမှာရှိနေတာပေါ့ဒါမဲ့ကျွန်တော်တို့စက္ကစဘက်ကိုပြန်မပို့ဖို့ကတော့အဓိကအရေးကြီးဆုံးပါပဲ ကျွန်တော်တို့ဘက်ကတော့တခြားသောနည်းလမ်းတွေပေါ့နော်ဒါတွေလည်းကျွန်တော်တို့စူးစမ်းနေတာတွေတော့ရှိပါတယ်ထိုင်းနိုင်ငံမှာ2025ဇန်နဝါရီလပထမပတ်ကစလို့ကြားဖြတ်နေနေစတင်ခဲ့ပြီးတဲ့နောက်ဖေဖော်ဝါရီလအတွင်းမှာလည်းဥပဒေနဲ့မညီတဲ့နိုင်ငံသားလူသားတွေကိုစီမံချက်နဲ့ဖမ်းဆီးရမှာနှစ်လတာအတွင်းမြန်မာနိုင်ငံသားတသားဝန်းကျင်ဖမ်းဆီးခံခဲ့ရပါတယ် ဖန်ဆီးခံရတဲ့မြန်မာနိုင်ငံသားတချို့ကိုထိုင်းနိုင်ငံအတွင်းကတပ်ဆိုင်ရာအကျဉ်းထောင်အသီးသီးမှပြစ်ဒဏ်ကျခံစေပြီးတဲ့နောက်မြန်မာနိုင်ငံဘက်အချမ်းကိုပြန်လည်ပို့ဆောင်ခံရတာတွေလည်းရှိနေပါတယ်။ပုံမှန်မောင်းလုံးနဲ့ပေါ့နော်နိုင်ငံကအနေနဲ့ရောဒီအရာမှုအစတိပြေနိုင်ငံကတိုင်းရင်းတမန်ငင်းနေနေရောပေါ့ပေါင်းစုံကနေပြီးတော့စူးစမ်းဆောင်ရွက်သွားပြီးကိုယ်ကြီးတွေကတော့ပြောသွားတယ်ပေါ့နော်။ စကိုင်းတိုင်းအတွင်းမှာအကြမ်းဖက်တပ်ဖြတ်မှုတွေကြောင့်အရက်သား9304ယောက်သေဆုံးခဲ့ပြီး9988ယောက်ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ Data for မြန်မာကထုတ်ပြန်ထားတဲ့သတင်းကိုလည်းပြန်လည်ထုတ်လွှင့်လိုက်ပါတယ်ရှင်။ဆီယနာသိန်းစားကနေ2025ခုနှစ်မတ်လအထိအကြမ်းဖက်တပ်ဖြတ်မှုတွေကြောင့်စကိုင်းတိုင်းမှာအရက်သား9304ယောက်သေဆုံးခဲ့ပြီး9988ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Data for Myanmar အဖွဲ့ကမလာ၁၂ရက်နေ့မှာအစီရင်ခံစာထုတ်ပြန်ပါတယ်။အကြမ်းဖက်မှုတွေကြောင့်စကိုင်းတိုင်းထဲမှာတလကိုအရက်သား၁၁၂ရောက်နှုန်းတည်ဆုံပြီးဒဏ်ရာရရှိသူအယောက်၈၀ရှိခဲ့တာပါ။တော်လေရေတပ်ဖွဲ့ဆိုတဲ့ခေါင်းစဉ်အောက်မှာအဓိကအဖြစ် Nested အတာတွေကိုခြုံငုံပြီးတော့ရင်ညိုတာဖြစ်ပါတယ်။သတင်းရင်းမြစ်တွေမှာတခါတလေအဖွဲ့နာမည်တွေကိုမဖော်ပြတာရှိသလိုဘေးအဖွဲ့ကဘသူအောက်မှာရှိရဲဆိုတာကိုပြုစုဖို့ခက်ခဲပါတယ်။ရွှေဘိုခရိုင်မှာ ရက်သားတေဆုံမှု1400ကျော်ရှိခဲ့ပြီးထိခိုက်တေဆုံမှုအများဆုံးမှာမုံရွာနဲ့သခိုင်းခရိုင်တွေမှာတော့တေဆုံသူ600ကျော်ရှိပြီးကက်မလူရင်းမာပင်နဲ့ကလေးခရိုင်တွေမှာတေဆုံသူ900ကျော်စီရှိခဲ့ပါတယ်ရက်သားတေဆုံသူတွေထဲမှာစစ်ကောင်စီတပ်လက်ချက်ကြောင့်တေဆုံသူ2864ယောက်နဲ့တော်လရင်တပ်ဖွဲ့တွေကြောင့်တေဆုံသူ1281ယောက်ရှိတယ်လို့အစိုးရခန်းစာမှာဖော်ပြပါတယ်ရက်သားတွေကိုပြစ်မှတ်ထားတပ်ဖြတ်တဲ့ဖြစ်စဉ်တွေဟာမုံရွာ၊သခိုင်း ရွှေဘိုခင်ဦးကံဘလူမြင်းမူစတဲ့မြို့နယ်တွေမှာအများဆုံးဖြစ်ပွားခဲ့တာပါကော့ကရီမြောင်ရီအာရှလမ်းမှာစစ်ကောင်စီရဲ့အောင်စရစစ်ကြောင်းကမြောင်ရီမျိုးကိုထိုးပေါက်နိုင်ဖို့နီလန်ပေါင်းစုံနဲ့ထိုးစစ်ဆင်နေတာကြောင့်တိုက်ပွဲတွေပြင်းထန်နေတဲ့တရင်ကိုလည်းပြန်လည်ထုတ်လွှင့်လိုက်ပါရရှင်။အာရှလမ်းနဲ့မြောင်ရီမျိုးကိုပြန်လည်ထိန်းချုပ်နိုင်ဖို့စတင်မာလာဒုတိယဘက်ကစတင်ပြီးတကြောပြန်ထိုးစစ်ဆင်နေတဲ့အောင်စရစစ်ကြောင်းနဲ့ကန်လန်လေပူးပေါင်းစစ်ကြောင်းတို့တိုက်ပွဲတွေပြင်းထန်နေပါရယ်။မတ်လအတွင်းစစ်ကောင်စီရဲ့အောင်စရစစ်ကြောင်းဟာ မြောက်ပြည်မြို့ကိုထိုးပေါက်နိုင်မှုအာရှလန်နဲ့ရန်ကုန်လမ်းကြောင်းဘက်ကနေနီလန်ပေါင်းုံသုံးပြီးထိုးစစ်ဆင်ကြိုးစားနေတာကြောင့်ဂဲလန်လေပူပေါင်းစစ်ကြောင်းအနေနဲ့တိုက်ပွဲတွေပြင်းထန်နေတာပါတိုက်ပွဲတွေနှစ်ဖက်ထိခိုက်ကြဆုံးတာတွေရှိနေပါတယ်ဒီရပြည်တူလာတယ်အဲတူလာတယ်ဒရုန်းနဲ့ဒရုန်းနဲ့ပြည်တယ်အဲပြီးတော့မြို့မြတ်ကြီးပြောင်းသွားတယ်ဒါပြည်ပြည်လူပြင်းလာပါမက်စလန်ဒုတိယဘက်ကစတင်ပြီးစစ်ကောင်စီစစ်ကြောင်းတွေဟာ ပြားပင်ခနိမ့်မူတရံကူးစင်ကုန်းကော့နယ်ကျွရတကြောကိုလက်နက်ကြီးပစ်ခတ်တာဒုံးနဲ့ကင်းထောက်ပြီးဒုံးဘုံကျကျတိုက်ခိုက်ပြီးနောက်ခနိမ့်မူနဲ့ပြားပင်ကျွရကိုထိုးစစ်ဆင်ဝင်ရောက်ဖို့ကြိုးစားခဲ့တာကြောင့်ဂဲလန်လေးပူပေါင်းစစ်ကြောင်းတွေနဲ့တိုက်ပွဲတွေတောက်လျှောက်ပြပွားခဲ့ပါတယ်လက်ရှိမှာလည်းကော့နယ်မြို့ပါဝင်နီနာကျွရကတိမ့်နဲ့ချီတဲ့ဒေသခံပြည်သူတွေဟာဖအံမော်လမြိုင်တမညနဲ့ဆွေမျိုးတွေရှိရာထွေပြေးတင်းရှောင်နေရတာကြောင့်အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့စစ်ကြောင်းရဲ့ကူညီပေးနေသူတွေကပြောပါတယ် ဟုတ်ကဲ့ပါဒါတွေကတော့တပတ်အတွင်းပြည်သူတွေစိတ်ဝင်စားမဲ့သတင်းတွေတဲကနေထူးခြားတဲ့သတင်းလေးတွေကိုပြန်လည်ကောက်နှုတ်တင်ပြပေးကြတာဖြစ်ပါတယ်။နောက်တစ်ပတ်မှလည်းပြန်လည်ထုတ်လွှင့်ပေးအောင်ပါပါ။ TV ရုံးမြင့်တန်းကြားကိုကြည့်ရှုအားပေးနေကြသူများလူရဆန္ဒပြေဝါကြပါစေရှင်။ကျမတော်ငုခတ်တာပါ။